န်ကြားပရိသတ်များရှင်ကျမတို့ရဲ့ကဘာကြီးကရာသီဥတု ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတာဟာဆယ်စုနှစ်တခုစာလောက်ရှိနေပြီပဲဖြစ်ပါတယ်ဒါရီယိုဂယူမဆိုင်ပဲထားလေးလေးရာသီဥတုပြောင်းလဲမှုပုံမှုဖြစ်ပွားလေးလေးဆိုတော့ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့သတိကြီးကြီးထားရတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်စပိုင်ကျမတို့ကဘာကြီးကိုကဲတင်ကြပါစို့လားရှင် ီတစ်ပတ်အဆွေမျိုးပေါက်ဖို့မဂ္ဂဇင်းတွေကနေစောင်းမရှင်စောအီမွန်ရေးသားထားတဲ့ကဘာကြီးအားသူများကဲတင်ကြပါစို့လားဆိုတဲ့စောင်းမကိုကျွန်တော်စပိုင်ထူနေ။ကျမစန်နီကျော်ခင်တို့ကတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါစန်နီ။ဒီတစ်ပတ်အတွက်ခေါင်းစဉ်လေးကကဘာကြီးအားသူများကဲတင်ကြပါစို့လားဆိုတော့စောင်းမရှင်ကဘာတွေဖြစ်နေလဲ။ဘာတွေပြောခြင်းလဲ။ကဘာကြီးကဘာတွေဖြစ်နေလဲဆိုတော့ကျွန်တော်ကသူရဲ့အားပေါ်လေးကျွန်တော်ဖတ်ပြမယ်နော်။ဟုတ်ကဲ့ပါစပိုင်။ဒီလိုဖြစ်စဉ်တွေရဲ့အဓိကအကြောင်းရင်းကတော့ကဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပါတယ်။ ကဘာကြီးပူနွေးလာမှုဆိုတာကတော့ကဘာလေတူးနဲ့သမုတ်တရားတွေရဲ့ပြင်းမြအပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာတဲ့ဖြစ်စဉ်ကိုဆိုလိုပါတယ်တဲ့ဒီအခြေအနေဟာလူသားတွေရဲ့လှုပ်ဆောင်ချက်တွေကြောင့်အဓိကဖြစ်ပေါ်လာပြီးတော့တဘာဝပုံအချင်းကိုလည်းပဲကြီးမားစွာထိခိုက်စေနိုင်ပါတယ် ကဘာကြီးပူနွေးလာမှုရဲ့အကြောင်းရင်းတွေကတော့ကာဗွန်ဒိုင်အောက်ဆိုက်မီသိန်းနိုက်ထရက်အဆဲအစရှိတဲ့ဒီဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလောင်စာစီကြောင်မီတွေတဘာဝဓာတ်ငွေ့တွေကို လောင်ကျွမ်းစေခြင်းနဲ့ဆက်ယုံအလုံးယုံနေတဲ့မော်တော်ယာဉ်တွေကနေအလုံးမင်းထုတ်လွတ်နေခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီဓာတ်ငွေ့တွေရာဆိုလို့ရှိရင်နေအောင်ကြီးကနေလာတဲ့အပူတွေကိုလေဒူးထဲမှာပိတ်မိစေပြီးတော့ကဘာအပူချိန်ကိုပိုတိုးစေပါတယ်ဆိုပြီးတော့ဆောင်းမရှင်ကရေးသားထားတာတွေ့ရပါတယ်။ ဟုတ်ကဲ့ပါစပိုင်ဒီထဲမှာဆိုလဲပေါ့နော်ဆောင်းမရှင်ကနေပြီးတော့ကဘာကြီးပူနွေးလာမှုနဲ့ပတ်သက်ပြီးတော့နောက်ထပ်အချက်တစ်ချက်ကိုလည်းတည်တည်ချာချာလေးရေးသားထားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ကဘာကြီးပူနွေးလာမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ထပ်အချက်တစ်ချက်ကတော့တတော်ပြုံးတိမှုကြောင့်ပဲဖြစ်ပါတယ်တပ္ပဏီအားဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့အောက်ဆီဂျင်တက်ကိုထုတ်လွှတ်ပေးတဲ့သဘာဝစနစ်တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့ပေါ့နော်လူသားတွေအားဆိုရင်တပ္ပဏီကိုခုတ်လဲပြီးတော့ ဒီမျိုးပြတွေထူထောင်နေပြီးလို့ရှိရင်သူကဒီစိုက်ပျိုးမြေတွေပေါ့နော်ပြောင်းလဲပြီးတော့သုံးဆွဲလာတာတွေကြောင့်ပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ရာဆိုရင်ဆုပ်ယူနိုင်စွမ်းရောနှဲလာတာကိုတွေ့ရတာလည်းဖြစ်ပါတယ်ဒါအပြင်ပေါ့နော်စမှုတော်လန်ရင်းနဲ့တူလူကြီးဒိုးပါလာမှုကြောင့်ပေါ့နော်စွမ်းရင်လိုအပ်ချက်မြင့်တက်လာပြီးတော့ဒီရုပ်ကျွင်းလောက်စားတွေကိုလည်းအလွန်ကျွံသုံးဆွဲရာကနေ ဖန်လုံအိမ်ဓာတ်ငွေတွေပုံမှုထွက်ရှိလာတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ဒီစနီတို့ရဲ့ပေါ့နော်အိမ်လို့တင်စားခေါ်ဝေါ်တဲ့ကဘာကြီးရဆိုရင်စိုးရတဲ့အရာတယုတ္တပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်စပိုင်။နောက်တစ်ချက်ကတော့ကဘာကြီးပုံတွေလာမှုကြောင့်မုံတိုင်းတွေမိုးခေါင်ရေရှားမှုတွေအပူလှိုင်းတွေနဲ့ပေါ့နော်ငလင်လှုပ်ခတ်မှုတွေပုံမှုပြင်းထန်လာမယ်။ရေခဲပြင်းတွေမှာဆိုလဲပေါ့နော်အရေးပျော်ပြီးတော့ပင်လယ်ရင်မြင့်နေပြင်းတွေကပိုပြီးတော့မြင့်တက်လာတယ်။ဂေဟာစနစ်နဲ့ပေါ့နော်ဇီဝမျိုးစုံမျိုးကွဲတွေထိခိုက်တယ်။အပူချိန်ပြောင်းလဲမှုကြောင့်ဒရိုက်ဆန်နဲ့ပေါ့နော်အပင်မျိုးစိတ် တွေမျိုးသုံးနိုင်ချိန်များလာခြင်းပေါ့နော်ဒီလိုမျိုးပုံမှန်မဟုတ်တဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေပို့ပြီးတော့ဖြစ်လာနေတာလည်းဖြစ်ပါတယ်ဒါအပြင်ပေါ့နော်စိုက်ပျိုးရေးထိခိုက်မှုတွေယောဂဖြစ်ပွားမှုတွေများလာခြင်းတွေပေါ့နော်ပြောင်းရွှေ့နေထိုင်မှုပြဿနာတွေကလည်းဖြစ်ပေါ်လာနေရလည်းဖြစ်ပါတယ်စပိုင်ဟုတ်ကဲ့ပါဆန်ကြီး ဒီဖြစ်စဉ်တွေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမဟုတ်ဖ ೇನೆ ဒီကမ္ဘာနိုင်ငံတော်တော်များများမှာဆိုလို့ရှိရင်လည်းနေ့စဉ်နဲ့များကျွန်တော်တို့ရုံမြင့်တန်ကြားရဲ့သတင်းစာတွေမှာတွေ့နေရတယ်ပေါ့ဒီကမ္ဘာကြီးပူလွေးလာမှာဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေရဲ့နေထိုင်မှုပုံစံနဲ့တိုက်ရိုက်တက်ဆိုင်နေရကြောင်းမလို့ကျွန်တော်တို့တဦးချင်းတယောက်ချင်းစီက အဒီနေရောင်ကြီးလိုမျိုးစွမ်းရင်ကိုအသုံးပြုခြင်းပြီးတော့တက်တော်များကာကွယ်ခြင်းပလတ်စတစ်တွေရှော့ပြီးတော့မှသုံးမယ်တချို့ကလည်းဆိုလို့ရှိရင်ပြန်ပြီးတော့သုံးမယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဒီအနေနဲ့တဘာဝပုံချင်းပြန်လဲကောင်းမွန်စေလှုပ်ရှားမှုတွေမှာပါဝင်လှုပ်ဆောင်ကြဖို့လိုအပ်တာပဲဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်အနေနဲ့ဒီဆောင်းမရှင်ရဲ့အားပေါ်ပြန်ကျွန်တော်ဖြည့်ဆွတ်ပြောချင်တာလေးရှိတယ်ပေါ့ဒါကဘာလဲဆိုတော့ဟိုရှေ့မှာစနေပြောသွားလည်းပဲပါပါတယ်အဲ့ဒါဘာလဲဆိုတော့တက်တော်ပြုံးတိမှုဆိုတဲ့အကြောင်းအရာလေးပဲအခုကျွန်တော်ဖက်ပြရဲ့အဲထဲမှာလည်းပဲစောင်းမရှင်ရဲ့အာဘော်လေးပါတယ်ပေါ့တက်တော်များကာကွယ်ခြင်း ျွန်တော်တို့အနေနဲ့ဒီတစ်တောတွေကာကွယ်နေုံနဲ့ပြီးသွားတာတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ site ဖို့လည်းလိုအပ်တယ်လေ။တစ်ပင်တွေကို site တဲ့အခါမှာလည်းကျွန်တော်တို့အနေနဲ့တပင် site တပင်ရှင်ဆိုတဲ့စိတ်ကလေးနဲ့ထားပြီးတော့မှ site မယ်ဆိုလို့ရှိရင်ဒီအပင်တွေကကောင်းမှုမှုဖြစ်ထွန်းအောင်မြင်လာမှာဖြစ်ပါတယ်။ခုနောက်ပိုင်းဆိုလို့ရှိရင်ခဏခဏဆိုလို့ကျွန်တော်ရုံမြင့်တန်းကြားတဲ့သတင်းစာရီထဲမှာဒီတစ်ပင် site ပြွေးသတင်းတွေတွေ့နေမြင်နေရပါတော့ဒါဒီကဘာကြီးအတွက်ကိုဒီကဘာကြီးထဲမှာနေထိုင်တဲ့ကျွန်တော်တို့လူသားတွေအတွက်ကိုဝမ်းသာစရာသတင်းလို့ကျွန်တော်ကတော့မြင်ပါတယ်။ ဟုတ်ပါတယ်စပိုင်ရဲ့ခုနောက်ပိုင်းမှာဆိုရင်ပေါ့နော်လူသားတွေကဆိုရင်ကဘာကြီးကိုပေါ့နော်ပို့ပြီးတော့စောက်ရှောက်လာကြတယ်တကယ်တမ်းပြောရမယ်ဆိုကဘာကြီးကပေါ့နော်ဖြားနာလာတဲ့သဘောမျိုးပဲပေါ့နော်ဒါကြောင့်မလို့လူသားတွေဘက်ကနေပြန်ပြီးတော့ကဘာကြီးပေါ့ပေါ့နော်နှွေးထွေးပြီးတော့ပြန်လည်ပြီးတော့ယူဆိုင်လာတာလည်းဖြစ်ပါတယ်စပိုင်ရောင်ရုံမြန်တန်ကြပြည်သူများခင်ဗျာ ဒီကနေ့ကမ္ဘာပေါ်မှာလူသားတွေလက်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ပဝန်းကျင်ဆိုင်ရာအကြက်အတဲပြဿနာ၃ရပ်ကတော့ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်းဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုံးပြောက်ွယ်လာခြင်းနဲ့စွန့်ပစ်ပစ္စည်းဆိုင်ရာပဝန်းကျင်ညဉ့်ဉန်းခြင်းဆိုတဲ့အကြောင်းအရာအချက်၃ချက်ပဲဖြစ်ပါတယ်။ပလတ်စတစ်စွန့်ပစ်အမိုက်တရားဆိုရင်လည်းတဘာဝပဝန်းကျင်ညဉ့်ဉန်းခြင်းရဲ့အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပြီးတော့တက်ရှိတဲ့တော်ဝါရှင်တန်ရက်တီရေး နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ရေရှည်စင်စမပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်မှာများစွာချိန်ချုပ်လျက်ရှိနေတာဖြစ်ပါတယ်။ပြည်သက်များရှင်ကမ္ဘာလူရေဒိုးဝါလာရန်နဲ့အတူနေပညာဖွံ့ဖြိုးလာပြီးတော့လူနေမှုအဆင့်တန်းနဲ့နေထိုင်မှု ပုံစံတွေတိုးတက်ပြောင်းလဲလာတာနဲ့များပလတ်စတစ်ကိုတွင်းတွင်းကျကျအသုံးပြုလာကြပြီး လူတွေရဲ့နေစဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရေးကြီးအစိတ်ပိုင်းတစ်ခုလို့ဖြစ်လာတာပဲဖြစ်ပါတယ်။သစ်သားတို့သတ္ထုတို့ဖန်တဲ့မြေတွေကျွေတဲ့စားတာတွေနဲ့ပြုလုပ်ထားတဲ့ကုန်ပစ္စည်းတွေထက်ပလတ်စတစ်ရဲ့ဆွဲမဆရာကောင်းနေပါတော့ထူးကဲတာလုံးနဲ့ကုန်သတ္တုတွေကြောင့်လူသားတွေရဲ့နေစဉ်ပတ်ဝန်းကျင်မှာလွှမ်းမိုးနေရယူလာတာပဲဖြစ်ပါတယ်။ ဒါအပြင်ဆက်ပိုင်းပလတ်စတစ်ကိုထုတ်လုပ်တဲ့နေရာမှာဆိုရင်လည်းထိန်းချုပ်မှုအားနည်းတာတွေမစင်မကျင်နဲ့ပေါ့နော်စီးမဲ့ကမ်းမဲ့ဆွန့်ပစ်တာတွေကြောင့်လည်းပလတ်စတစ်ငြိမ်းချမ်းမှုပြဿနာတွေကိုဒီကနေ့ချိန်မှာဆိုရင်တော့ကမ္ဘာလုံးဆိုင်ရာပေါ့နော်စိုးရိမ်ပွဲရာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒါအပြင်ပေါ့နော်ပလတ်စတစ်ကိုထုတ်လုပ်တဲ့နေရာမှာဆိုရင်လည်းဓာတ်ပစ္စည်းတွေပါဝင်လာကြောင့်ပေါ့နော်ပလတ်စတစ်ကိုသုံးစွဲတဲ့သူတွေမှာဆိုရင် ရင်သားကင်ဆာတို့တိုင်းလိုက်ကင်ဆာတို့တအိမ်ကင်ဆာနဲ့ပေါ့နော်စီးကျိတ်ကင်ဆာပေါ့နော်ဒီလိုမျိုးယောဂါတွေဖြစ်ပွားနေရတာကိုတွေ့ရှိနေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီဆုံးပြပလတ်စတစ်တိုက်ဖြတ်ရေးကိုနိုင်ငံတိုင်းလူလူကအာသွန်ခွန်ဆိုင်ဂျိုးပန်ဆောင်နေတဲ့အချိန်မှာတရုတ်နိုင်ငံဆိုလို့ရှိရင်လည်းပဲအမိုက်စီမံခန့်ခွဲမှုနဲ့ပြန်လည်အသုံးပြုခြင်းဆိုင်ရာနည်းလမ်းတွေကိုသူတို့အနေနဲ့အလေးထားဆောင်ရွက်နေတာရှိပါတယ်။နိုင်ငံတော်အဆင့်အရနေချမှတ်ထားတဲ့မဟာဗျူဟာတွေစီမင်းစည်းကမ်းတွေနဲ့ဤပညာအသစ်တွေမိတ်ဆက်ခြင်းဖြင့် အမိုက်ပြဿနာကိုထိရောက်စွာဖြေရှင်းလျက်ရှိပါတယ်။တရုတ်နိုင်ငံဟာ2019ခုနှစ်ကနေစပြီးတော့ဒီအမိုက်တွေကိုအမိုက်အစိုးအရာကစားကျွင်းစားကြံပြီးတော့ပြန်လဲအသုံးပြုနိုင်တဲ့အမိုက်အဲ့ဒီထဲမှာဘာတွေပါလဲဆိုတော့ပလတ်စတစ်စကူဖန်တတုအနေရရှိအမိုက်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဘက်ထရီဆေးဝါးဒီအရာတွေကိုစုလို့တာဖြစ်ပါတယ်ပေါ့ပြီးတော့အခြားအမိုက်မီးသွေးအထည်စုံဒီအရာတွေကိုခွဲခြားစနစ်ကိုတင်းတင်းကြပ်ကြပ်အကောင်အထည်ဖော်ပြီးတော့မလိုက်နာတဲ့သူတွေကိုလည်းဒဏ်ငွေ အရေးယူတွေပြုလုပ်တယ်ဆိုပြီးတော့လည်းသိရပါတယ်ခင်ဗျဘလတ်စတစ်အမိုက်ကိုရှော့ချဖို့ဒီ2020ပြည်နှစ်ကနေစပြီးတော့တခါသုံးဘလတ်စတစ်အိတ်တွေကိုတရားဝင်ပိတ်ခဲ့ပြီးတော့ကုန်တိုက်တီနဲ့စတိုးဆိုင်တွေမှာဈေးဝယ်ရင်လည်းပဲဒီဘလတ်စတစ်အိတ်ကိုအလွယ်တကူအသုံးမပြုနိုင်အောင်လို့ငွေပေးပြီးတော့မှဝယ်လို့ရတဲ့ဆောင်ရွက်ချက်တွေနဲ့တင်းကျပ်ထားတာကိုလည်းတွေ့ရပါတယ်ဆိုပြီးတော့ဆောင်းမရှင်ကရေးသားတာကိုတွေ့ရပါတယ် ပြီးတော့ဒီစက်ကူဖန်တတူဒီຢာတွေကိုလည်းပြန်လဲအသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုကြေးရွာအစင်တီရောက်အောင်စနစ်တကျစုဆောင်းပြီးတော့ပြန်လဲတန့်စင်သုံးဆွဲစီပါတယ်တဲ့ဒီပြီးတော့ဇီဝအမိုက်ကိုမြေဩဇာနဲ့ဇီဝတန်းဝယ်ဖြစ်ပြောင်းလဲအသုံးပြုခြင်းကိုလည်းစနစ်တကျစီမံခန့်ခွဲထားပါတယ်ဆိုပြီးရေးသားထားတာတွေ့ရပါတယ် အဲဒီကဲမှာဆိုရင်ပေါ့နော်စပိုင်ပြောသွားတာမှာဆိုရင်တရုတ်နိုင်ငံကပေါ့နော်အမိုက်တွေကိုအမိုက်မျိုးစားခွဲပြီးတော့ဆွန့်ပြစ်တယ်ပေါ့နော်စနီယိုနိုင်ငံမှာဆိုရင်လည်းဒီလိုမျိုးအမိုက်မျိုးစားခွဲပြီးတော့ဆွန့်ပြစ်တာအခုဆိုရင်စတင်ကျင့်သုံးနေပြီပေါ့နော်ဒီအမျိုးသားစည်းကမ်းအစစတင်ချောင်းလာဆိုတဲ့အတိုင်းစတင်ချောင်းတွေမှာဆိုရင်အခုချိန်မှာဆိုရင်ဒီသက်ဆိုင်ရာဌာနတွေကနေပေါ့နော်ဒီအမိုက်မျိုးစားတွေကိုခွဲပြီးတော့ဆွန့်ပြစ်ဖို့အတွက်ကလေးတွေကိုအသိပညာပေးတယ်ပြီးတော့လက်တွေ့လည်းကျင့်သုံးလာကြတယ်ပေါ့နော်ဒါဟာဆိုလို့ရှိရင်တော့ဒီအမိုက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြည်သူလူထုကြားမှာပို့ပြီးတော့ပေါ့နော်တွင်တွင်ကြဲကြဲနဲ့ပေါ့နော်ဘယ်လိုမျိုးဆွန့် ြစ်ရမယ်ဆိုတာကိုလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်လာနေရလဲဖြစ်ပါတယ်စပိုင်းဒီဟာဆိုလို့ရှိရင်တော့စောင်းမရှင်အဘော်လေးကျွန်တော်ဖတ်ပြတာဖြစ်ပါဘူးဒီထဲမှာကျွန်တော်ထုတ်နှုတ်ပြီးတော့မှကျွန်တော်အကြံပြုချင်တာလေးပေါ့ဒါဘာလဲဆိုတော့အဲဒီသူတို့တရုတ်နိုင်ငံမှာဆိုလို့ရှိရင်ပလတ်စတစ်တွေဝယ်တဲ့အခါမှာပတ်စံပြီးပြီးဝယ်ရဒီတော့များများဝယ်ရင်ပတ်စံများများကုန်မှာပေါ့နည်းနည်းဝယ်ရင်ပတ်စံနည်းနည်းကုန်မှာဒီတော့နည်းနည်းဝယ်ရဲဆိုလို့ရှိရင်အသုံးနည်းလာမယ်အသုံးနည်းလာဆိုရင်တနည်းအားဖြင့်ဒီကျွန်တော်တို့ကဘာကြီးကိုကဲတင်မိတာဖြစ်သွားတာပေါ့ပြီးတော့သူတို့စီမှာအဲဒီစောင်းမရှင်ရေးသားတွေမှာပါပါတယ် စီကံမလိုက်နာတဲ့သူတွေဒံငွေအရေးယူမှုတွေရှိတယ်ဆိုပြီးတော့ဒါကတော့တကယ်လုံးတင်တဲ့အရာလို့ထင်ပါတယ်ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ဒီ plastic အမိုက်တွေမဟုတ်ဘဲနဲ့ဒီကွန်းစားတာလည်းရှိရပေါ့ဒါကကျွန်တော်တို့ဟိုရိုးရအနေနဲ့လည်းစားကြတယ်ကြိုက်လို့လည်းစားကြတာရှိရပေါ့စားတာတော့ဘာမှမဖြစ်ပေမဲ့ပေါ့ကွန်တရီထွေးတဲ့နေရာမှာစီကံရှိရှိနဲ့ထွေးဖို့သူတို့စီမှာလိုမျိုးပဲဒံငွေရအရေးယူတဲ့ဆောင်ရွက်ချက်မျိုးပေါ့ဒါကလည်းကျွန်တော်တို့စီမှာလုံးတင်တယ်လုံးဆောင်တင်တယ်လို့ကျွန်တော်အမြင်ကတော့အဲ့လိုမျိုးတော့ထင်ပါတယ်ခင်ဗျဟုတ်ပါတယ်ဆက်ပါ န်နီးယားပေါ့နော်တရုတ်နိုင်ငံမှာအမိုက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်စီမံခန့်ခွဲတဲ့နောက်ထပ်နီလန်းလေးတစ်ခုကိုလည်းထပ်ပြီးတော့ပြောပြကြမှာရဲ့အဲ့ဒါကတော့တရုတ်နိုင်ငံမှာပေါ့နော်အမိုက်တွေကိုလောင်ကျွမ်းစီပြီးတော့ဒီလျှက်စစ်တာထုတ်လုပ်တဲ့စက်ယုံတွေကိုပေါ့နော်ရာနဲ့ချီပြီးတော့တိဆောက်ထားတယ်နှစ်စင်ပေါ့နော်တန်းနဲ့ချီတဲ့အမိုက်တန်ချိန်တွေကိုစွန့်ရင်ဖြစ်ပြောင်းလဲပေးနေရလဲဖြစ်ပါတယ်မကြသေးခင်တော့ဆိုရင် CMG ရဲ့သတင်းတစ်ပုဒ်မှာပေါ့နော်တရုတ်နိုင်ငံမှာရှိတဲ့အမိုက်စက်ယုံတွေမှာပေါ့နော် အမိုက်တွေမလုံလောက်တော့လို့တောင်ပေါ့နော်နိုင်ငံသားကနေတော့အမိုက်တွေကိုမှာယူနေရတယ်လို့ဆောင်းမရှင်ကဆောင်းမထဲမှာထည့်ထားတာကိုလည်းတွေ့ရပါတယ်တကယ်လဲပေါ့နော်တရုတ်နိုင်ငံမှာနေထိုင်နေစေပေါ့နော်နေစဉ်သွာလာလှုပ်ရှားတဲ့အချိန်မှာဆိုရင်လမ်းဘေးဝဲရာတလျှောက်မှာဆိုရင်နဲ့ဆောင်းမရှေကအမိုက်တွေကိုလုံးဝမတွေးခဲ့ရပါဘူးတဲ့အမိုက်သိမ်းတဲ့ဝန်ထမ်းတွေကဆိုရင်လည်းတရွတ်တရွတ်မကြိုက်ရလေအောင်ပေါ့နော်သူတို့ရဲ့တာဝန်တွေကိုကြေပြွန်ကြပါတယ်တဲ့ပြီးတော့ပေါ့နော်မိုးရွာဗီဇအချိန်လေးတိုက်ဗီဇအချိန်တွေမှာတော့ တန်ရှင်ရေးဝန်ထမ်းတွေကပေါ့နော်ချက်ချင်းဆိုသလိုပဲပြန်လည်သိမ်းဆည်းကြတာကိုဒီဆောင်းမရှင်ကပေါ့နော်မြဝါထင်ထင်နဲ့မြင်တွေ့ခဲ့ရတယ်လို့လည်းထည့်သွင်းပြီးတော့ရေးသားထားပါတယ်။အမိုက်တွေကိုဆွန်ပြဖို့အမိုက်ပုံးတွေကိုလည်းလမ်းဘေးတစ်လျှောက်ပေါ့နော်မနီမွေးနေရာတိုင်းလိုလိုမှာစနစ်တကျနဲ့စီမံပေးထားတဲ့အတွက်ပြည်သူတွေအနေနဲ့ကလည်းအလွယ်တကူဆွန်ပြနိုင်တယ်။ရှန်ဟိုင်းပေကျွန်းနဲ့ဆန်းရှန်းလိုမျိုးပေါ့နော်မြို့ကြီးတွေမှာဆိုရင် zero waste model ကိုစမ်းသပ်အကောင့်ထည့်ဖို့နေပြီလို့လည်းသိရပါတယ်။ဒီမှာဆိုရင်တော့အမိုက်လျှော့ချမယ်ပြန်လည်သုံးစွဲမယ် ပြီးရင်တော့ဗောနောအမိုက်ဆွန့်ပြစ်မှုလုံးဝကင်းစင်ရေကိုရည်မှန်းထားပြီးတော့ဆောင်ရွက်ထားနေတယ်လို့လည်းသိရပါတယ်စပိုင်ဟုတ်ကဲ့ပါဆန်နေပြီးတော့ဒီတရုတ်နိုင်ငံလို့ပြောလိုက်ရင်ဒီနည်းပညာပိုင်းကတော့မပါမဖြစ်ပဲဗောသူတို့အနေနဲ့ဒီ AI အခြေပြုအမိုက်ခွဲခြားဆော့ကိုအသုံးပြုပြီးတော့တဲ့အလိုလျောက်စီမံခန့်ခွဲခြင်းကျူဟာကုတ်စနစ်နဲ့အမိုက်ဆွန့်ပြစ်သူများကိုခြေရာခံပြီးတော့အကြံပြုချက်များပေးခြင်းတွေကိုလည်းဆောင်ရွက်ထားပါတယ်ပြီးတော့အသိပညာပေးခြင်းအသိပညာမြင့်တင်ခြင်းနဲ့ အမိုင်စုံပစ်ခစနစ်တွေကိုပြည်သူတွေကိုအမိုင်လျှော်ချဖို့တိုက်တွန်းထားပါတယ်။ပြီးတော့ဒါအပြင်တရုတ်နိုင်ငံရဲ့နည်းပညာတွေအကူအညီတွေနဲ့ပြည်ပနိုင်ငံတွေကလည်းအမိုက်ကနေစွန့်အင်ထုတ်လုပ်တဲ့အစည်းအဝေးတွေကိုတိစောက်ထားကြအောင်ကျွန်တော်ဒီ CMG သတင်းတွေမှာလည်းပဲဖော်ပြထားတာကိုတွေ့ရပါတယ်။ ဟုတ်ပါတယ်စပိုင်ကြီးဒီမှာဆိုရင်လဲပေါ့နော်တရုတ်နိုင်ငံကဆိုရင်ဤပညာထွန်ကားတဲ့နိုင်ငံကြီးတနိုင်ငံဖြစ်တာကြောင့်သူတို့ရဲ့ဤပညာနဲ့ပေါ့နော်အမိုင်းနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေးစီမံခန့်ခွဲသွားတာကိုလည်းတွေ့ခဲ့ရတယ်ပြီးတော့ပေါ့နော်ဒီအမိုင်းနဲ့ပတ်သက်ပြီးတော့ပညာပေးတာအသိပညာတွေမြင့်တင်တာဒါအပြင်ပေါ့နော်ဒီအမိုင်းစုံပြက်ခစနစ်နဲ့ပေါ့နော်ပြည်သူတွေကိုအမိုင်းလျှော့ချဖို့တိုက်တွန်းထားတာကိုလည်းတွေ့ရတယ်အမိုင်းစုံပြက်ခစနစ်ဆိုတာကတော့ပြည်သူတွေကအမိုင်းများများပြည့်ရင် ဒီဆွန့်ပြက်ခပို့ပြီးကြမယ်ပေါ့နော်ဒီလိုနီးလန်းနဲ့ဒီတရုတ်နိုင်ငံကပေါ့နော်သူနိုင်ငံကပြည်သူတွေကိုအမိုက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လိန်မာပါနဲ့စွာနဲ့တိတိချာချာလေးပေါ့နော်ကင်တွယ်ဖြည့်ရှင်းခဲ့တာကိုတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်စပိုင်း ုတ်ကဲ့ပါဆန်ဒီဒီတရုတ်နိုင်ငံဆိုလို့ရှိရင်အသေးစိတ်ကြပြီးတော့သူတို့ရဲ့ကောင်းမှုနဲ့စီမံခန့်ခွဲမှုတွေကြောင့်ပေါ့ဒီမြို့ပြအမိုက်ပြန်လဲအသုံးပြုတော့ recycle ကမြင့်တက်လာခဲ့ပြီးတော့သူတို့နိုင်ငံမှာဆိုလို့ရှိရင်ဒီနီးပညာဥပဒေပြီးတော့ပြည်သူပူးပေါင်းပါဝင်မှုဆိုတဲ့ဒီအချက်၃ချက်ကိုပေါင်းစပ်ပြီးတော့မှစနစ်တကျဖြည့်ရှင်းနေတဲ့နိုင်ငံတကာနိုင်ငံအဖြစ်ရပ်တည်နေကြောင်းကိုဆွေမျိုးပေါက်ဖို့မှာရသအဆုံဆုံးတုဒ္ဓဖုံဖုံအစီအစဉ်ကနေရွေးချယ်တင်ဆက်လိုက်ရပါခင်ဗျာနောက်ပတ်တွေမှာဆိုရင်လည်းဆွေမျိုးပေါက်ဖို့မှာရသအဆုံဆုံးတုဒ္ဓဖုံဖုံအစီအစဉ်ကနေ တရုတ်နိုင်ငံရဲ့သမိုင်းကြောင်းတွေထင်ရှားကျော်ကြားတဲ့နေရာတွေနဲ့နှိပညာဖွံ့ဖြိုးတိုးတက်မှုတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်။